တရားဝဲခြင်းပါတဲ့အခါတောင်မှပထမဆုံးမလုံးကြသီလယူကြဒါဟာအလွန်အိဗယ်ရှိတဲ့လုပ်ရတစ်ခုပဲနော်သီလယူလိုက်တဲ့ဖြင့်ကိုယ့်ကိုဝမ်းသာလိုက်ပါဒီချိန်မှာငါငါဘသီလပြည့်စုံနေတယ်မကျွလွန်မှုဒီချိန်ယူထားလိုက်တဲ့အချိန်မှာစောင့်တည်လိုက်တဲ့အချိန်မှာတမာရဏစေရဏလို့စောင့်တည်တဲ့စေရဏအပြည့်ဝရထားပြီစောင့်တည်လိုက်သည့်အတွက်ကြောင့် သမရဏစေရနာကုသိုလ်တွေရတယ်လွန်ကျူးမှုမရှိသည့်အတွက်ကြောင့်သီလဟာဖြူစင်နေတယ်အဖြူစင်တဲ့သီလပေါ်မှာမိတည်ပြီးတော့တရားဓမ္မကိုအာယုံစိုက်ပြီးနားမဲ့ဆိုရင်တရားဓုတရားမြတ်ရသွားနိုင်တယ်နော်ဒီလိုဆိုလို့ကိုကျင်းသီလရှိနေသည့်အတွက်ကြောင့်အခြေခံကောင်းနေပြီးစိုက်ပျိုးရေးလုပ်တော့မယ်ဆိုရင်စိုက်မဲ့နေရာကို ပေါင်းမြက်ပင်တွေတုတ်တင်လို့မြေကိုပြုပြင်ပြီးမှ စိုက်ပျိုးလို့ရှိရင်ထိုစိုက်ပျိုးတဲ့သီနဟာပို့ပြီးတော့အပင်နေရှင်တန်းလို့အသီးနှံနေပို့ပြီးတော့ထွက်တယ်ဆိုတဲ့စိုက်ပျိုးသူတို့ရဲ့လှုပ်ထုံးအတိုင်းပဲတရားနာတော့မယ်ဆိုရင်ကိုချင်းသီလကိုအရင်ဆောက်တည်လိုက်ကြအခုဒီကနေ့ဒီတရားနာပြိဿဟာတိလာရှိတဲ့ပြိဿလို့ခေါ်ဆိုနိုင်သွားတယ်เนาะ ိုယ်ကိုစိတ်ထဲမှာဝမ်းသာဒီချိန်မှာငါတို့ဟာတိလာရှိဘယ်တော့ကပါလုခဲ့လုခဲ့ဒီချိန်မှာကိုယ်တိလာနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဖြစ်